ားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဗီဒီယိုဆရာမင်းပိုင်စိုးဖြစ်ပါတယ်အဲကျွန်တော်ခုကမှတော့ကျွန်တော်မိတ်ဆွေစနေသားသမီးအားလုံးအတွက်8လ2025ကနေစက်ထက်လ2025အတွင်းမှာကျုံတွေ့ရမယ့်တပတ်စာကံကြမ္မာဟောကင်းကိုကန္နာတကုတ်ရင်ဒီလာကျွန်တော်အသေးစိတ်လေးဟောကြားပေးမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်မိတ်ဆွေစနေသားသမီးတွေပေါ့လေအဲဒီတပတ်တာကာလမှာဘလို့ကံရရလေးတွေကျုံတွေ့ရတက်လဲဆိုလို့ရှိရင်တော့အဲကျွန်တော်ဗီဒီယိုမျက်နှာပဲကြည့်ပြီးပြောမယ်ပေါ့နော်အဲ့ပုံမှန်ဆိုရင်ကျွန်တော်9ရက်စာဟောပေးတာသို့တော့အခုတခါမှာတော့10ရက်ကနေ16ရက်ဆိုတော့သူက9ရက်ဖြစ်သွားတယ် ဆက်ချရကျော်လို့16ရက်နေ့ဆိုရင်22ရက်နေ့ဖြစ်တာဖြစ်တဲ့အတွက်မြန်မာလိုဆိုနှစ်ကူကတော့ဟိုဘက်နှစ်ကူအပါမခံပဲဒီဘက်မှာကျွန်တော်အပြတ်ဖြတ်တာပါလို့နော်ဟုတ်ပြီအဲ့တော့ဒီစနေသားသမီးတွေဒီတပတ်ကာလမှာဘလို့ကံရရလေးတွေကြုံတွေ့ရတယ်လဲဆိုတော့ထိပေါက်ခွင့်ရှိတယ်ထိထိုးပြောင်ထိုးလာမယ့်ဆက်ချောင်းတွေကကံကောင်းတဲ့ရက်ထဲမှာပါတဲ့အတွက်ထိစုကြီးပေါက်တယ်နော်ထိုးပြောင်ထိုးပဲအားလုံးနဲ့ခက်ခဲနေတဲ့အနေအထားဖြစ်တော့ထိပေါက်တော့ဆုံးရှုံးသွားတဲ့အရာတွေပြန်လဲရတာပါနော်အဲ့တော့ထိကနေပြောပြပေးမယ် အပေါ်မှာဆိုလို့ရှိရင်သူကဒူတူးတယောက်ချင်းစီရဲ့ဇာတာလေးကိုအသေးသေးစစ်ပြီးတော့တပွားစာအကျိုးပေးတဲ့ကဏ္ဍတို့တက်စာအကျိုးပေးတဲ့ကဏ္ဍတို့ဒါမျိုးတွေတွက်ချက်ပြီးတော့ကျွန်တော်တို့ကလမ်းညွန်ပေးရတယ်အဲလောလောဆယ်မှာတော့အလုံးအတွက်ချုပ်ပြီးပေးတာဖြစ်တဲ့အတွက်အဲတရားရံကတော့ပြည့်စုံမှာတော့မဟုတ်ဘူးဗောလေသို့တော့အတက်နိုင်တော့စဉ်းစားထားပြီးကျွန်တော်ကဏ္ဍလေးပြောပြပေးမယ်အဲထိုင်းနေထိုးမှာဆိုတော့လေအထိုးမဲ့ဆိုရင်၅ဆ၃ညအစုံထိုးလို့ရတယ်အဲ့လိုပဲ၃ညအစနှစ်အစုံနဲ့ထိုးလို့ရပါတယ်ခင်ဗျနော်အစီအပြေကဏ္ဍလေးယူထိုးပါလို့အကြံပေးပြရတယ်နော်အထူးသဖြင့်ဒီကလာမှာလေ ဟိုကို့အဆွေမျိုးတွေကတရားရောက်ထဲရပါလေရုပ်တရက်ကလေးတွေပါတယ်မွေးတဲ့သတင်းစကားတွေပါတယ်ကြားရင်ထီပေါက်တယ်ဗျတချို့ကကို့အိမ်မှာအဲ့ကိုဝင်ဆောင်မိခင်တွေညညနေလာတဲ့ခုတာတို့အိမ်မှာနဂိုရီးယားကိုဝင်ဆောင်မိခင်တွေရှိလာမျိုးတွေဆိုရင်ထီပေါက်တယ်ဗျနော်ထိုးပြအောင်ထိုးအဲ့လိုမှမဟုတ်ဘူးဆိုလဲကို့အိမ်ကိုမွေးတွေပါတယ်ဝင်နေဆိုလို့ရှိရင်အဲ့မွေးဝင်ပြီးဆက်ရက်တွင်စုပြီးပေါက်တယ်နော်အဲ့လိုမှမဟုတ်တော့လောင်းမှာအဲ့ငွေချင်းနဲ့ပတ်သက်ပြီးအစုလိုက်ပြန်လာရတဲ့စုပ်ပြီးလက်ကြီးရတယ်လို့ခေါ်တာဗောလေအမှန်ကောင်းတဲ့နမိတ်ဖြစ်တည်လာပါလိမ့်မယ်နော်အလုံးနဲ့ပတ်သက်ပြီးပြောချင်တယ်ဗျဒီကတော့မှာစနေသားသမီးတွေ ဘယ်လိုလဲပတ်သက်လို့ရှင်တော့အခက်ခဲတွေကတော့ကြုံကြုံရတယ်သူကရံမခင်းဒါပေမဲ့ဘယ်လောက်ပဲအခက်ခဲကြုံကြုံနောက်ဆုံးမှဟိုဟာအနိုင်ရတယ်ဆိုတော့ဂိမ်းထဲမှာသွားပါတာပေါ့လေကံကောင်းတဲ့အထက်မှာပါတယ်သို့တော့အတိုက်ခိုက်တွေကြုံပြီးမှကောင်းတဲ့ကောင်းခြင်းလို့ခေါ်တဲ့အတွက်ဂယုတော့ဆိုက်ပေးရမှာပေါ့နော်ဆိုတော့ရံဆိုတဲ့အခါမှာအတွင်းရံထားစားရင်ဒီကလာတွေကသူကအပြင်ရံတွေများတဲ့သဘောပါရှိတယ်အလုတ်ကထားပါတော့ကိုလုံးနေတဲ့လုပ်ငန်းတစ်ခုကစစ်မကြီးရတဲ့ကြောင်ပျက်စီးဆုံးရှုံးသွားတာလေးတွေအပေါ်မှာသဘောပေးအနေနဲ့ကြောင်ပျက်စီးဆုံးရှုံးသွားတာလေးတွေဖြစ်တဲ့သဘောပါရှိတယ် ဒါကိုယ့်ရဲ့အလုတ်ကန်ကြီးရောအိုးအိမ်ကြီးကထိုင်ကြီးရောနှစ်ခုသလုံးပါတယ်နော်အဲ့ဒါပြက်စီဆုံဆုံတက်တဲ့သဘာဝရှိတယ်အပြင်းရလာတဲ့ရံလို့ခေါ်တယ်အဲအဲ့တော့အဲ့ဒါတွေကြီးထိခိုက်တာဖြစ်တဲ့အတွက်အလုတ်နဲ့ပတ်သက်ပြီးတော့တော်တော်လေးရံမကင်းဘူးတော်တော်လေးတော့ဂယူဆိုင်ကမှာပေါ့လေနောက်လက်ရှိဝန်ထမ်းတွေပါလုပ်နေရဆိုလို့ရှိရင်သူကလက်ရှိလုပ်တဲ့အလုပ်လေးတွေကအဲမလုပ်ချင်တဲ့စိတ်တွေပေါ်လာတတ်တယ်ပေါ့လေလက်ရှိလုပ်ကိုထွက်ပြီးတော့နောက်လုပ်တစ်ခုကူးပြောင်းအောင်ကောင်းလာလို့စိတ်တွေပါလေကူးနေတတ်တယ်အဲ့လိုပြောင်းအောင်ကောင်းလာမေးလို့ရှိရင်တော့အဲဒီကလာမှာပြောင်းပြီးနောက်လုပ်တစ်ခုကိုလုပ်တာထက်စာရင်ကိုယ်ပိုင်စီးပွားရေးလုပ်မယ်ဆိုတော့ထွက်ပါ တခြားဝန်ထမ်းတစ်ခုပဲဆက်လုပ်မယ်ဆိုတော့ဒီတိုင်းပဲဆက်ဖြစ်မှာဖြစ်တဲ့သူကမထွက်ပါနဲ့လို့ပဲအပြည့်ပြတ်သားအကြံပေးခြင်းတယ်ဗျာနော်ကိုပိုင်စီပွားရေးလုပ်မယ်ဆိုရင်အထူးသဖြင့်အဝိထယ်လို့ထိဖနှက်လို့စနေနေ့နဲ့ပတ်သက်ပြီးရောင်းဝယ်ဖောက်ခွာတဲ့ကိစ္စတွေကအမှန်တန်အကျိုးပေးတာပေါ့အဲ့ဒါတွေကိုယင်းနီးမြို့နယ်စောင့်ချပြီးကိုပိုင်စီပွားရေးလုပ်အရင်နေ့လို့ရှင်ဗျာဘေးတော့ရောင်းအကျိုးပေးတဲ့ထက်မှပါပါတယ်လုပ်ဖြစ်အောင်လုပ်နော်တော်တော်လေးအားကောင်းပါတယ်ဗျာငွေချင်းနဲ့ပတ်သက်ပြီးကြည့်တဲ့အခါမှာတော့စနေသားသမီးတွေဒီကားမှာငွေချင်းလေးကမစိုးဘူးကောင်းတဲ့ထက်မှပါတယ်ပတ်စံမငွေဝင်မအောင်စိတ်ပါလို့ဗျာမငွေမအောင်စိတ်မပူနဲ့နော်ပတ်စံဝင်လိုက်မယ် အပုံမှန်ထငွေဝင်တဲ့လမ်းကြောင်းလေးတွေပေါ်လာလိုက်မယ်ငွေအစုလိုက်ပုံလိုက်ဝင်တဲ့လိုမျိုးလေးတွေရတတ်တယ်ဆိုတော့အဲ့ရတဲ့ပစ္စံလေးတွေမြင်လားဆိုလို့ရှိရင်လေအဲကိုယ့်အိမ်ကိုလက်ကြည့်လိုက်တော့ကိုယ့်ရဲ့မိသားစုအိမ်အနောက်ခံကအစင်မမြင်မှုလေးတွေခက်ခဲမှုလေးတွေဖြစ်တော့အဲ့ဒါတွေကိုထောက်မှန်ပေးကန်လိုက်တဲ့အခါကိုယ့်ရဲ့လက်ထက်မှာတပြားမှမကျန်တော့ဘူးဆိုတဲ့အနေအထားမျိုးလေးတွေဖြစ်သွားတတ်တယ်အဲ့တော့ဟိုနောက်ကြည့်ရင်ကြောပဲရှိတဲ့အနေအထားလေးဆိုရင်ပို့ပြီးတော့ခရီးဆိုင်ကမှာပေါ့လေရတဲ့ပစ္စံမမြင်ဘူးအဲဆိုရုံးညီကောင်မတော်ကတာသမီမိသားစုအဲ့ဒါတွေကိုအကြောင်းပြုပြီးငွေကုန်ကြေးကြများတဲ့ကာလတွေမှာသွားပါတယ် အဝင်ဝင်နဲ့ထုတ်လို့ရမြနေလိမ့်မယ်။ဟိုချီချီမမာကြီးပတ်စံဝင်တော်လည်းပဲပတ်စံတော့အများကြီးဝင်နေပဲထောင်းအဲ့ဒါကြီးကိုစုမိဆောင်ပြီးလက်ထက်မှာဟိုအထိမခံပဲနဲ့ကင်ထားလို့ရတဲ့အနေထားမှာတော့မရှိဘူး။ဒါကတော့အရှိတရားဖြစ်တယ်။အဲ့ဒါလေးကိုသိစေချင်တယ်ဗျာနော်။အဲကျမကြီးနဲ့ပတ်သက်လို့ရှိရင်တော့ဒီကလာမှာစနေသားသမီးတွေကျမကြီးအဲနည်းနည်းလေးတော့ဂယုဆိုင်ပေးရမယ်ဗောလေ။အထူးသဖြင့်အမျိုးသားတွေဆိုလို့ရှိရင်တော့ဒီကလာမှာ ခါနာတက်တဲ့သတိထားပေးမယ်အလေရတဲ့ byte ကနေဖြစ်ရင် तू ကကြောက်ကနေပတ်သက်ရင်ပြင်းပြင်းထန်ထန်ဖြစ်တတ်တယ်ဂယူဆိုင်ပေါ့ဒီချက်ကတော့အာယုံကျောနဲ့ပတ်သက်တဲ့ယောဂလေးတွေ तू ထိတတ်တယ်ဂယူဆိုင်ခါနာတဲ့ခါမှာအာယုံကျောတိုက်ရိုက်ဖြစ်တာမျိုးတွေကြုံရတတ်တယ်အမျိုးသမီးတွေဆိုတော့တေချာတဲ့နှစ်ခုပဲဖြစ်တယ် तू ကအသွေးသားတက်အိမ်နဲ့ပတ်သက်တဲ့ယောဂပဲဖြစ်တာများတဲ့အတွက်ဂယူဆိုင်အဲ့တော့ရှင်အမျိုးသမီးတွေဆိုရင်ကိုယ်ဝင်နေပါတယ်ပြစ်ကြတတ်တယ်ငယ်ရတဲ့ချစ်သူအိမ်တော်မတွေမမျော်လင့်ပဲရုပ်ထည်ရညှိဆုံးမိပြီးတော့ကိုယ်ဝင်နေပါတယ်ရရတဲ့ခါယူလို့အဆင်မပြေဘူးဆိုပြီးဖြစ်ချတဲ့သဘောဝါတွေမှာ तू ပါလိုက်မယ်သတိထားပါအကြံပေးတာပါ ဲ့လိုမှမဟုတ်ဘူးဆိုရင်တော့တိုင်မှာရေးတဲ့ကိစ္စမျိုးသွားဖြစ်တယ်လေဂယုစိုက်ပြပါအောင်နော်တချို့ကကြတော့အဲ့လိုမဟုတ်ဘူးတဲ့တောက်ကြောင်နံလို့ခေါ်တဲ့သွားတဖုံနဲ့ပတ်သက်တဲ့ယောဂါလေးတွေဖြစ်တယ်လေဂယုစိုက်နော်အဲဒီကတော့မှအခြေအိမ်တော်နဲ့ပတ်သက်ရင်တော့စနေသားသမီးတွေချစ်သူမရှိရင်ချစ်သူရတယ်ဗျချစ်သူရှိတဲ့သူတွေကအိမ်တော်ကြတယ်ကြတာပဲဖြစ်ဖြစ်ရတာပဲဖြစ်ဖြစ်ရလို့ရတဲ့ထဲမှာပါတဲ့အတွက်ကောင်းတာပေါ့လူတွေပါတယ်ဝင်တဲ့တဲ့ဘာကရှိတယ်ဘုရကုဏဝင်လိုက်မယ်ဗျနော်ဒါပေမဲ့ဝင်တဲ့ဘုရကုဏကလေဝင်ပြီးမမြင်ဘူးပြန်ထွက်တယ် ဥပမာအပြည့်ဒီကရမှာရွှေတွေပါတယ်ဝင်တဲ့ကိန်းရှိတယ်။သို့တော့အဲ့ရွှေရောဝင်ပြီးွားရင်မြဲလားဆိုမမြဲဘူးဗျ။ဝင်ပြီးွားတဲ့နောက်ပိုင်းအကြောင်းကြောင်းကြောင့်ပေါ့လေ။အဲ့လိုတစ်ခုလုပ်ဖို့ရင်းနှီးဖို့ဆိုပြီးတော့ရှိတဲ့ရွှေလေးတွေအပေါင်းတိုင်းပို့ပို့လိုက်ရတာမျိုးတို့ရောင်းထုတ်လိုက်ရတာမျိုးတို့ဒါမျိုးလေးတွေသွားဖြစ်တဲ့သဘောပါရှိတယ်။အဲ့တော့အဲ့လိုပဲလူဆိုလို့ရှိရင်လည်းကိုယ်စီဝင်လာတယ်။ပြီးရင်ပြန်ထွက်သွားတဲ့သဘောကတော့ရှိတယ်။မမြဲတတ်ဘူးပေါ့လေ။ဂယုဆိုင်ပေါ့နော်။အဲ့လိုသမားတွေပါတယ်ဒီကလာမှာကိုယ်စီဝင်တယ်ဝင်ပြီးခဏပဲပြီးရင်ပြန်ထွက်တယ်အဲ့လိုပုံစံလေးတွေတော့ဖြစ်တတ်တယ်။နောက်ဟိုမိဘတွေဆိုရင်ဒီကလာမှာရက်ဝင်းနေချာနိုင်ငံခြားစသည်အဖြစ် အဲ့အဝိဒနရာရောက်နေတဲ့တာသမီဆွေမျိုးတွေကိုယ့်အိမ်ကိုပြန်လာတဲ့အလဲလာတယ်ပေါ့ပြီးတော့ပြီးတော့ပြန်ထွက်သွားတယ်မြင်လားဆိုတော့မမြင်ဘူးအဲ့တဘောတော့သွားရှိပါတယ်ကနော်ဘီဝါဆိုင်ပြီးပါ ပြည်သားကြီးနဲ့ပတ်သက်ပြီးလုပ်နေတဲ့ညီငယ်ညီမငယ်တွေသင်တန်းတက်နေတဲ့သူတွေရှိနေတော့ဘာမှစိတ်ပူသေးတာမလို့ဘူးနော်လက်မထံလို့ရတဲ့အနေဒါရှိတယ်ဒီကလာကပညာသင်ရမယ့်ကာလဖြစ်တဲ့တော့အမှန်တော့ကောင်းတယ်အသိပညာအတတ်ပညာဘာသိပညာပဲဖြစ်ဖြစ်အတတ်ပညာပဲဖြစ်ဖြစ်သင်မှာကောင်းပါတယ်ကနော် innovative ဘာဖြစ်ဖြစ်အောင်တတ်တဲ့ကိန်းထဲမှာပါတယ်ကောင်းတယ်လုပ်ပြအောင်လုပ်ပါဗျာနော် ီးတော့ဟိုပြပသွားမယ်အလုပ်လုပ်မယ်ဆိုဒီကာလမှာထိုင်းလို့မလေးလို့သွားပြီးလောက်ကန်တဲ့သူတွေကတော့အဆင်ပြေတယ်ဂျပန်တို့ကိုရီးယားတို့ကတော့မသွားဖြစ်သေးဘူးသွားနိုင်တဲ့အနေထားမှာမရှိသေးဘူးเนาะအဲ့ဒါလေးတော့ခရီးဆိုင်ပါဒီကရမှာပတ်သက်တဲ့သူတွေတက်ကမှာပေါ့လေအထူးသဖြင့်အဲဗုဒ္ဓဂူသာသမီတနင်္လာသာသမီတွေတောက်ကြသာသမီတွေကောင်းကောင်းဒုက္ခပြတဲ့တဲ့သတိထားဘယ်သူပဲပါပါသတိထားပဲเนาะတခုဆိုရင်စနေသာသမီချင်းချင်းပူးတွဲတိုင်မြင်ပြီးလောက်ပါဗျာเนาะစနေသာသမီချင်းချင်းအကျိုးပေးတဲ့ထဲမှာပါတယ်ပြီးတော့လူမျိုးသားဘာသာကြားတွေရဲ့ကုညီမသာဆောက်ရှောက်မှုတွေကိုရရှိပိုင်ဆိုင်တဲ့ကာလလို့ခေါ်တယ် တချို့တွေဆိုဒီကာလမှာချစ်သူတွေပါလေရလို့ရှိရင်လူမျိုးမတူတဲ့သူတို့ဘာသာမတူတဲ့သူတို့နေရာဒေသမတူတဲ့သူတို့အဲအဲ့လိုလူမျိုးတွေနဲ့တွားပြီးချစ်သူတွေပါလေဖြစ်တတ်တဲ့သဘောရှိတယ်အိမ်ဆောင်တွေပါလေကြားတတ်တဲ့သဘောရှိတယ်ကောင်းပါတယ်အကျိုးပေးတဲ့ထက်မှာတော့ပါတယ်လို့ပဲပြောရမယ်ကနော်ဧပြီလ8ရက်9ရက်12ရက်15ရက်16ရက်အဲ့ရက်တွေကတော့ကံပွင့်တယ်အတိုက်ခိုက်နေမှသမီးအောင်မြင်သွားကြော်လာနိုင်တယ်အပြောင်းလဲနဲ့တိုးတက်မှုကိုရတယ်လူမျိုးခြားတွေလူမျိုးကွဲတွေအကျိုးပေးတယ်ခရီးနဲ့ပတ်သက်တဲ့ကံကောင်းမှအထူးသဖြင့်ဂျာနာပရင်းတွေမွေးတဲ့သူတွေနော် အဲ့လူတွေကိုအကောင်းကျိုးပြုပြီးတော့အကျိုးဆက်လေးတွေရရှိတယ်တဲ့ကိုအရင်ကယင်းနှမျက်နှာထားလဲဆိုတော့အလုပ်တွေအဲ့ကလာမှာဘွားကလေးဆိုပြီးပေါ်လာသလိုပေါ့လေကောင်းကျိုးချမ်းသာလေးတွေအေကံမို့ချရရှိမယ်ထိပေါက်သလိုကိုငွေဝင်နိုင်မယ်ဗျာအားအကြောင်ထိထိုးပြအောင်ထိုးပါဗျာနော်ကိုအရင်ထုတ်ထားခဲ့တဲ့ကိစ္စတွေအဲ့ရပိုင်းမှာကောင်းတာပေါ့ဘလောက်ပဲအခက်ခဲတွေကြုံကြုံအဲ့အခက်ခဲတွေကိုအောင်မြင်စွာကျော်လာနိုင်စွာရှိတဲ့အနေအထားရှိတယ်အနောက်ရှက်တွေကျော်လာတော့မှန်းတယ်ဒါပေမဲ့ထိတ်တဲ့ရင်ဆိုင်တဲ့အခါမှာနောက်ဆုံးမှာကိုကအဆင်ပြေတယ်အတတ်ပညာနဲ့ပတ်သက်တဲ့အရေးပါတဲ့ဆုံးဖြတ်ချက်တွေချတာနောက်အတတ်ပညာမှာသင်တန်းတွေပါတဲ့ထက်တဲ့အရာကောင်းတယ်ဗျ လမ်းသွင်းထွက်ပြီးလုပ်တဲ့ကိစ္စတွေတော်တော်လေးအောင်မြင်တယ်။သို့တော့ဧပြီလ10ရက်17ရက်13ရက်14ရက်အဲ့ရက်တွေကတော့အညံ့အခက်တွေရှိတယ်။အနောက်ရက်တွေတွေထိတ်တိုက်ရင်ဆိုင်ရတတ်တဲ့တဘာဝရှိတယ်။လူပမာစိတ်ပမာလေးတွေဖြစ်တတ်တယ်။ပြဿနာလေးတွေကြုံတယ်ဗျာ။တစ်ခုပြီးတစ်ခုပဲ။အဲဒါလေးလေးကြုံလို့ဖြေရှင်းလိုက်ပြီးပြီးသွားပြီးထင်လိုက်တာမပြီးသေးဘူးဗျာ။နောက်တစ်ခုထပ်ကြုံတယ်။အဲ့လိုမျိုးလေးတွေဖြစ်တတ်တဲ့တဘာဝရှိတယ်။ပြီးတော့သူကလူရင်းလူယုံတို့ကပြတတ်တဲ့တဘာဝရှိတယ်။အတွင်းသက်စပေါက်လေးတွေရှိတယ်။ဂယူးဆိုင်ပါ။ကိုယ့်ရဲ့အကြံတွေလေးတွေလွှဲချော်တတ်တဲ့အခါပြဿနာလေးတွေကြုံရတတ်တယ်။ အဲ့တော့အစီအစဉ်ချတဲ့အခါမှာအစီအစဉ်တက်နေတုံးလေးပေါ့တခုမဟုတ်တခုဘာလို့ရအောင်လဲဆိုတော့တခါတည်းချနော်ဂယုဆိုင်ပါဒီချိန်မကလောက်ရတဲ့အလုပ်လေးတွေအရင်ပိုင်းမှာလောက်ရတတ်တယ်နော်အဲ့တော့ကန်ရရဲ့ထောက်မမှုလေးတွေအပြေအဝရအောင်အဖြူရောင်အနက်ရောင်အညိုရောင်မိခွရောင်အဲ့ဒီအရောင်တွေကိုအဓိကထားဝတ်ဆင်တုံးဆွဲပေးပါဒါအပြင်မေဘပန်းရောင်စုံဘရောက်ပန်းဘရောက်ညွန့်နေစီပန်းရောင်စုံပိန်ပန်းအဲ့ဒီပန်းတွေကိုဖျားပန်းကတ်လူချင်းနေအဲ့ခါနေမှာအလပန်းကိုထိုးချင်းပြုလုပ်တုံးဆွဲပေးပါ တော့စနေသားသမီးတွေဒီတစ်ပတ်ကာလမှာကောင်းတဲ့ကံလေးတွေအများကြီးသလိုအတိုက်ခိုက်အညံ့ခိုက်တွေကလည်းရှိတယ်။ရှိတော့အညံ့လေးတွေกินပြီးကောင်းတဲ့ကံလေးတွေပိုကောင်းအောင်ရေရာလေးခြေရမယ်ပြေနော်။အဲ့တော့ရေရာနေနဲ့ဘလို့ခြေသိမ်းလဲဆိုတော့မုံလုံးကြီးပေါ်လို့ပြီးတော့မြတ်စွာဘုရားမှာကတ်လုမယ်ပြီးတော့အနီနာပဝန်းကျင်တွေကိုမုံလုံးကြီးပေါ်လေးဒါနာပြုကျွေးပြအောင်ကျွေးပေးလိုက်ပါဗျာနော်။မြုပ်နေတဲ့အရာလေးတွေပေါ်လာပြီးတော့အဆင်မပြေတဲ့ဘလောက်ပဲခက်ခဲနေတဲ့အနေအထားဖြစ်ဖြစ်ပြန်လဲဥမအဆင်ပြေလာလိမ့်မယ်ကျွန်တော်အားလေးတို့တွေ့တယ် တချို့မဟုတ်လို့ပေါ့လှုပ်ဖို့ခက်ခဲနေတဲ့သူတွေကိုယ်တိုင်လှုပ်ဖို့ခက်ခဲတဲ့သူတွေဆိုတော့ဝယ်ပြီးလူပေးပေါ့အဲ့ဒါမှမရဘူးဆိုတော့မော့ဖထုပ်လေးခုနှစ်ထုပ်ကက်လူပြန်ခွက်လူပေးမော့ဖထုပ်လေးတွေဒါနာပြုကျွေးပေးရင်ပို့ပြီးတော့ကောင်းပါတယ်ဗျာနော်အထုပ်နဲ့ထဲနဲ့ဝင်လာပါလိမ့်မယ်ဒါအပြင်ကိုယ့်ရဲ့ကံစားရလေးတွေထပ်ပြီးမြင့်မားခြင်းနဲ့ဆိုရင်မြတ်စွာဘုရားမှာအထုသဖြင့်စနေတော့ကဘုရားမှာတကုံလုံးကိုလုံးလူပြောင်လူပေးလိုက်ပါဗျာနော်အဲ့ဒီမှာတချို့လေးတွေတက်လိုက်တဲ့သူလေးတွေရှိရင်အခုပြိုပြောက်သွားတဲ့ထဲမှာဒကုံနိုင်နေပါလိမ့်ရှိတယ်ဆိုရင်ပြန်လဲပြုတ်ပြင်တာမုံမန်တာအသက်ပြန်လဲတိဆောက်တာလေးတွေလှုပ်ပေးလိုက်ပါ အမှန်တန်ကောင်းလာလိမ့်မယ်။ဒဂွန်ကဲ့သို့သောကန်ဆာရာလေးတွေမြင့်မြင့်မားမားကြုံတွေ့ရပါလိမ့်မယ်။စန်နီသားသမီးအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းများဖြင့်ပြည့်စုံကြပါစေလို့ကျွန်တော်ဆုမွန်ကောင်းတောင်းပေးပါရစေ။